မိဘပြည်သူများရှင် Prime Media မှာတင်ဆက်မှုဖြစ်ပါရှင်။မိဘပြည်သူများကိုကျွန်မဒီနေ့တစ်ခုပြောပြချင်တယ်ရှင်သိလား။ဘာလဲဆိုတော့ကျမတို့နိုင်ငံကတော်တော်ကြီးမားဆိုးရတဲ့ငလင်းခုလှုပ်ခဲ့တယ်လေ။သူများနိုင်ငံဒီမှာဆိုရင်ဒီလိုငလင်းလှုပ်လို့ရှင်ဒီငလင်းပေါ်မှာကျမတို့အမည်နာမလေးတစ်ခုပေးရတယ်ပေါ့နော်။အဲ့လိုပေးတော့မှဒီငလင်းနဲ့ပတ်သက်တဲ့ data တွေအားလုံးကတစုတစည်းနဲ့ဖြစ်မှာပေါ့ရှင်။အဲ့လိုမျိုးမပေးဘဲနဲ့ခေါင်းစဉ်အမျိုးမျိုးနဲ့ဆိုရင် data ပြန်ပြီးစုရတဲ့အခါကျအခက်အခဲရှိရဲ့ရှင်။ဒီတော့နိုင်ငံတွေအနေနဲ့ကဖြစ်လာတဲ့ဘဝပေးတဲ့အမည်နာမလေးပေးကြတာပေါ့နော်။ ဥပမာဆိုရင်ဒီနိုင်ငံကမ္ဘာမှာတော်များသိကြတဲ့ hate ငလင်ပေါ့အဲ့လိုမျိုးတွေပေါ့နော်ဒါတို့သက်ဆိုင်ရာသက်ဆိုင်နာမည်လေးတွေနဲ့ဒီငလင်ရဲ့ data ချက်လက်တွေအားလုံးတစုတစည်းတည်းဖြစ်အောင်ပေါ့ရှင်ဒါကျွန်မနိုင်ငံကလည်းကျွန်မနိုင်ငံမှာဖြစ်ခဲ့တဲ့ match 28ရက်မှာဖြစ်ခဲ့တဲ့ငလင်ကြီးနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်ကနေပြီးတော့အမည်နာမလေးတစ်ခုပေးခဲ့ပါရှင်အဲ့ဒါမန္တလေးငလင်ကြီးဆိုပြီးပေးခဲ့တာဖြစ်ပါတယ်ဒီလိုပေးရတဲ့အကြောင်းရင်းကလည်းကျွန်မပြောသလိုပါရှင် data လေးတွေစုရတာလွယ်ဖို့အတွက်မန္တလေးငလင်ကြီးလို့ရိုက်ရှက်လိုက်ရှာလိုက်တာနဲ့ဒီမုတ်ကွယ်မှာဆိုလည်းဒီလိုပဲ hashtag လေးခံပြီးတော့တင်တဲ့ခါကျရင်မန္တလေးငလင်ကြီးလို့အားလုံးတစုတစည်းရဲ့တင်လိုက် ဒါဆိုရင် data ရှားလွယ်တဲ့ခက်ခဲတဲ့နေရာတွေမှာဆိုရင်အကူအညီတောင်းကြတယ်ဆိုရင်မန္တလေးငံလင်ကြီးဆိုရင်ဒီကားစင်အောင်မှာရှိရဲအကူအညီတောင်းတဲ့ post တွေပေါ်လာမယ်အလူကပုံကိုတွက်လဲအဆင်ပြေရဲအလူလှူခြင်းတဲ့ပုံကိုတွက်လဲအဆင်ပြေရဲပေါ့နော် data စုခြင်းတဲ့သူတွေတွက်လဲအဆင်ပြေရဲဆိုပြီးတော့အနိုင်ငံတော်နေပြီးတော့ကျမတို့ကိုလည်းမနေရမီဒီယာတွေကိုလည်းမြစ်တာခံတာရှိပါတယ်မန္တလေးငံလင်ကြီးလို့ပြောင်းလဲခေါ်ဆိုဖို့အတွက်ပေါ့နော်ဒီခါမှာကျမတို့မြန်မာနိုင်ငံရဲ့အမြေပုံလေးကလေအင်မတန်နှောက်ပါတယ်တိလာဒါပေမဲ့ကျမတို့မြန်မာနိုင်ငံတရှိနေတဲ့ပုံစံကလေ ီလိုကြောက်ပြားကြီးနှစ်ချက်ဒီလိုမျိုးလာပြီးတော့ပူးတဲ့နေရာမှာမြန်မာနိုင်ငံလေးတည်ထားတာကျွန်မမြန်မာနိုင်ငံမြေပေါ်ကလေအဲ့ဒီပူးတဲ့နေရာလေးကအဲ့ဒါစကိုင်းပြည့်ရီကျော်ကြီးပဲအခြားပြည့်ရီကျော်ကြီးလည်းရှိသေးတယ်ဒါပေမဲ့ထင်ရှားဆုံးနဲ့အကြီးမားဆုံးပြည့်ရီကျော်ကကျွန်မတို့မြန်မာနိုင်ငံရင်ကိုခွဲထားတဲ့စကိုင်းပြည့်ရီကျော်ကြီးပဲဒီတော့မြန်မာနိုင်ငံဒီစတင်ဖြစ်ပေါ်လာခဲ့တဲ့နှစ်ချမ်းကွဲတဲ့နိုင်ငံလို့ပြောလို့ရရဲ့ရှင့်တိလစကားလည်းရှိရလေကျွန်တော်နိုင်ငံမှာကမ္ဘာမြေကြီးနှစ်ချမ်းကွဲသွားတာငါမင်းရှိရဲ့ဘက်ကပဲနေမယ်ဆိုပြီးတော့ပြောခဲ့တဲ့စကားရှိရလေအဲ့ဒီတိုင်းပဲရှိရင်မြန်မာနိုင်ငံငကိုတဲ့နှစ်ချမ်းကွဲတဲ့နိုင်ငံ သူ့ရဲ့နေပုံမှာကအဲ့လိုနှချမ်းကွဲတဲ့အနေအထားရှိရပါဘောနော်ဒီတော့မြန်မာနိုင်ငံလူတွေကလည်းအဲ့တဲ့သဘောတွေပါသွားတာလားမသိနှချမ်းကွဲရဲ့ရှင်။ဘာကိစ္စမဆိုနှချမ်းကွဲတယ်။အခုဒီငလင်ရောမြေနာမပြရဲ့ကိစ္စမှာတင်အစနိုင်ငံတော်ကလည်းမန္တလေးငလင်ကြီးလို့ထုတ်ပြန်တာကိုခစ်တက်တို့ဘာလို့ရေးထားလဲသူတို့အဲ့နာမည်မခေါ်ဘူးတဲ့။သူကစကိုင်းငလင်လို့ပဲခေါ်မယ်တဲ့ဒီတော့ကျမနိုင်ငံမှာဖြစ်သွားခဲ့တဲ့ငလင်ကြီးอ่ะဆိုရင်နာမည်နှစ်ခုရသွားတယ်ရှင့်မန္တလေးငလင်ကြီးနဲ့စကိုင်းငလင်ဆိုပြီးအလိုနေနဲ့နာမည်နှစ်ခုရသွားတယ် တော့ data တွေစုကျင်နေဆိုရင်တော့မန္တလေးငလင်ကြီးလို့လည်းရှာပြီးတော့စုရမှာဖြစ်တယ်လို့စကိုင်းနယ်လင်းလို့လည်းရှာပြီးတော့စုရမှာရှင့်ဒါ data စုတဲ့သူတွေတော့ပေါ့နော်အဲ့လိုမျိုးပေါ့နော်တကယ်နှစ်ချမ်းကွဲပြောင်ကွဲရတယ်မကွဲလို့မရအောင်သူတို့ကလေနိုင်ငံတော်ကမန္တလေးငလင်ကြီးလို့ပေးတဲ့ကိစ္စကအားလုံးအစဉ်ပြေစီဖို့အတွက် data တွေတစုတစည်းတည်းဖြစ်စေဖို့အတွက်လေဒါကိုရအောင်ကန့်လန့်တိုက်တယ်ဆိုတော့ဘာဖြစ်ချင်တာလဲပေါ့နော်အဲဘာဖြစ်ချင်တာလဲပေါ့ရှင့်ဒီတော့နှစ်ချမ်းကွဲလေးကွဲထားရှိရဲဆိုတဲ့အတိုင်းနာမည်ပေးတာကိုကနှစ်ချမ်းကွဲသွားပြီး ပြီးတော့ပြည်သူတွေအနေနဲ့ကမန္တလေးငလင်ကြီးကိုကူမာလားဇကိုင်းငလင်ကိုကူမာလားမန္တလေးငလင်ကြီးကိုလှူမာလားဇကိုင်းငလင်ကိုလှူမာလားဆိုတော့ကိုယ့်ကိုဆုံးဖြတ်ကြတော့ရှင်ကျမဝင်ပြီးတော့လေမဝေဖန်ကျင်တော့ဘူးဆရာလည်းမလုပ်ကျင်တော့အဲ့တော့ဒီနှချမ်းကွဲကျင်လို့ねတိုင်းပြည်ကွဲဆန်းဆိုပြီးတော့ပဲကျမတွေးလိုက်တော့တဲ့ခါကြရင်တိလားပြီးတော့အစိမ်းပြည်သူတွေနိုင်ငံတော်အစိုးရရဲ့လက်အောက်မှာအေဂျင့်ဆိုနေလို့တဲ့ပြည်သူတွေကမန္တလေးငလင်ကြီးမှာတခွားရောက်တဲ့ပြည်သူတွေကူအညူကြီးကိုအားပေးတယ်အညူကြီးမှာချစ်တယ်အနီမိဘပြည်သူတွေကစကိုင်းငလင်ဆိုတဲ့ခေါင်းဆောင်အောက်ကမိဘပြည်သူတွေကို အဲ့လိုပဲကျွန်မလမ်းညွှန်ချင်မှာတော့လေရှင့်ဘာဖြစ်ကူဖို့ကအဓိကပဲလေလောက်ခရောက်နေတဲ့ပြည်သူတွေဆိုအကူကြီးရောက်ရှိဖို့အဓိကပဲဒီတော့ကိုတန်ရတန်ရကူကြလူကြပါလို့ပြောချင်ပါတယ်ရှင့်ကျွန်မတို့ကတော့ကျွန်မတို့ရဲ့တာဝန်နဲ့အညီစကိုင်းငလင်ပဲဖြစ်ဖြစ်မန္တလေးငလင်ကြီးပဲဖြစ်ဖြစ်အဲ့ဒီငလင်နှစ်ခုလုံးမှာပဲဖြစ်ဖြစ်ဒုက္ခရောက်တဲ့ပြည်သူတွေကိုရှာဖွေပြီးတော့ဖောက်ထုတ်ပေးနေရမှာပဲဒါကျွန်မတို့တာဝန်ပဲနော်အဲ့အဲ့ခုတော့ရှိရရှင်ဒီနေ့လဲသတင်းအစုံပိုင်းလေးမှာကျွန်မစကိုင်းမှာဒုက္ခရောက်နေတဲ့တိလရှင်အကြောင်းလေးတစ်ခုနဲ့ပတ်သက်ပြီးတော့လဲသတင်းလေးနေနဲ့ဆက်ပေးမှာပါရှင့်ဘယ်လိုဆိုရတော့ကျွန်မအရင်ဆုံးပေါ့နော်ပြောချင်တာလေးကတော့ ကျမတို့နိုင်ငံမှာဒီရက်ပိုင်းဖြစ်သွားတဲ့ပြဿနာတွေကနေပြီးတော့တစ်ခုကိုကျမထုတ်နှုတ်ပြီးတော့ရင်းဆုံးတင်ဆက်ပေးချင်ပါတယ်။အဲ့ဒါလေးကတော့တညောင်ဓာတ်ပိတ်ဆက်ုံနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်နေတဲ့သတင်းစကားလေးပေါ့ရှင်။ဒါလေးကတော့နည်းနည်းနိုင်ငံရေးနဲ့လည်းຫນွေတဲ့အတွက်ကျမအနေနဲ့မျက်မျက်တက်တာလေးပဲသုံးသပ်ပေးချင်ပါတယ်ရှင်။စစ်ရေးပါပါတာပေါ့နော်မျက်မျက်တက်ပဲသုံးသပ်ပေးချင်တယ်ရှင်။ဘယ်မစီမာတင်တာရှိရပါလဲဆိုတော့ကပ္ပစစက်ယုံလေးဟိုတဲ့တအားပေးနေတညောင်တအားပေးစက်ယုံကိုတဲ့ PTS ကတိုက်ခိုက်တာ80ခန်းလုံးပျက်စီးသွားတယ်ဆိုပြီးတော့သူကသတင်းပုတ်တင်ထားပါရှင့် တင်းမတန်တပ်ပုံလေးတွေလည်းသူတင်ထားပါတယ်ဒီမှာတွေ့ရတိုင်းပဲပေါ့နော်ဒီတော့သူတို့ရဲ့တင်းပြည့်စုံကျွန်မပထမဆုံးဖတ်ပြပါမယ်မကွေးတိုင်းတွင်းမှာရှိရတဲ့စစ်ကောင်စီရဲ့ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစ20 20 25နဲ့အမှတ်9လေချောင်းရံကာကွယ်ရေးကုကဲမှုစစ်စင်ရေးဌာနချုပ်တွေကိုအဓိကဓာတ်အားပေးနေတဲ့စလင်းမြို့နယ်အတွင်းရှိတညောင်ဓာတ်အားပေးစက်ရုံကိုတော်လန်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာစက်ရုံကြီး80ရံတော့ပျက်စီးသွားကြောင်းတော်လန်ရေးတပ်ဖွဲ့ရံနေသိရှိရတယ်တဲ့ ကိုလိုင်းတက်ဖွဲ့ရာဆိုရင်တဲ့ဒီဒါဘီခွဲရုံပေါ့နော်မတ်လ31ရက်နနက်9:00နိုင်မှာသွားပြီးတော့တက်ခတ်ခဲ့တာဆိုပြီးတော့သူကသတင်းဖြစ်နေရေးသားထားပါရှင်သတင်းရေးသားထားတဲ့မှတ်တမ်းလေးလည်းကျွန်မပြသပါပါမယ်ရှင်သူကသတင်းလေးရေးပြီးတစ်ခါကျရင်အချိန်နဲ့မဟန်ပြန်ဖြတ်သွားတယ်လို့ကျွန်တော်က screen shot ယူထားတာမိဘပြည်သူများသက်သေနေတယ်ကွာပြတာဖြစ်ပါရှင်ကျွန်မတို့ကတော့ပြည်ပြေးမီဒီယာပြောသလိုမျိုးပါဇက်တဲ့ရှီကအားချောင်းပြီးပြောတတ်တဲ့အမျိုးမဟုတ်ဘူးရှင်ကျွန်မတို့ကအဲ့လိုတိတ်ခါမမဲ့ဘူးမီဒီယာကျင့်ဖို့ကောကောင်းနားလေနားလေလို့သာမီဒီယာသမားတယောက်တောက်တာပေါ့နော် တော့ကျွန်တော်တို့ကတော့ကျင့်ဝတ်တဲ့အနေပဲ data တွေနဲ့ပဲပြောပြမယ်ရှင်မိဘပြည်သူများစဉ်းစားတတ်ဖို့တော့ပေါ့နော်အဓိကနှိုင်းရှင်ပြီးတော့သုံးသပ်နိုင်ဖို့တော့ပါရှင်အဓိကကဒီ NUG ကစာထုတ်ထားရှိရဲ့တလားမတ်လ29ရက်နေ့မှာထုတ်ထားတာ NUG ရဲ့ကာကွယ်ရေးဝန်ဌာနဆိုတဲ့ဌာနကနေပြီးတော့ကြေညာချက်တောင်ထုတ်ထားရှင်မိဘပြည်သူများကျွန်တော်ပြသထားတဲ့ကြေညာချက်လေးဖြစ်ပါတယ်အဲ့ဒီကြေညာချက်မှာအဓိကအချက်ကငလင်တန်တဲ့ data တွေနဲ့ဆက်ဆက်တဲ့ခရိုင်များအတွင်ခုခံစစ်မှလွဲ၍ထိုးစစ်အားလုံးနဲ့မတ်လ30ရက်နေ့ပြီးတော့ဧပြီ12ရက်နေ့ရက်ဆိုင်ထားဖို့တော့ကိုသူတို့ထုတ်ပြန်ထားရရှင့် ငလင်တန်တဲ့ဒေတာတွေနဲ့ဆက်ဆက်တဲ့ခရိုင်တွေမှာထိုးစစ်မလုပ်ဘူးဆိုတော့ငလင်တန်မတဲ့တဲ့ဒေတာတွေမှာထိုးစစ်လုပ်ရင်လုပ်မယ်ဆိုတဲ့သဘောမျိုးထုတ်ပြန်ထားအပြစ်ပါရှင့်အခုဒီတညာဒေတာကဆိုရင်ငလင်တန်မခံခဲ့ရဘူးဒီတော့သူတို့ထုတ်ပြန်ချက်ကသူတို့လုံဆောင်ချက်နဲ့ကိုက်နေရလို့ကျွန်မကနဦးပြောချင်တယ်ရှင့်โอเคဒီပိုင်းမှာဆိုရင်မိဘပြည်သူအားလုံးကျွန်မပြောတဲ့စကားလေးကမှန်ကန်မှုရှိရအမျှတမှုရှိရဆိုတာနှလုံးသားထဲမှာတွေးမိရမို့လားအော်သူတို့ဟုတ်တာပဲအမှုကြေထုတ်ပြန်ထားတဲ့အတိုင်းပြည်တက်ကလိုက်နာတာပဲသူတို့စာတိုင်းသူတို့လုတ်တာပဲဆိုရင်မြမတံမျိုးထုတ်ထားတဲ့စာလေးကိုကျွန်မပြောပြမယ်ရှင့် မြန်မာတပ်မတော်လည်းဧပြီ2ရက်နေ့မှာထုတ်ပြန်ထားတာရှိရဲအဲ့ဒါဘာလဲဆိုဧပြီ2ရက်ကနေပြီး22ရက်နေ့ဒီကိုထိုးစစ်တွေရပ်တန့်ဖို့အတွက်ကိုမြန်မာတပ်မတော်ထုတ်ပြန်ထုတ်ပြန်ကြတယ်မှာပါဝင်ပါတယ်ရှင့်ဒါပေမဲ့အဲ့ထုတ်ပြန်ကြတယ်မှာနောက်ထပ်ပါဝင်တာတစ်ချက်ရှိသေးတယ်အဲ့ဒါဘာလဲဆိုအများပြည်သူထိခိုက်စေမယ့်အရာတွေကိုအစမ်းမတမားတွေကလာပြီးတိုက်ခိုက်တာထိုးစစ်ဆန်တာတပ်မတော်ရဲ့လုံခြုံရေးပေါ့နော်လုံဆောင်နေစစ်စခန်းတွေပေါ့ရှင်စခန်းတွေကိုလာပြီးတော့တိုက်ခိုက်တာလုပ်မယ်ဆိုရင်တော့ခုခံကာကွယ်ပိုင်ခွင့်အတွက်ဒီလိုမျိုးလာပြီးတော့တိုက်ခိုက်တဲ့ရန်သူတွေကိုခြေမုံရှင်းနေမယ်ဆိုပြီးတော့ပြောထားတယ်။ကာကွယ်ပိုင်ခွင့်တော့သူကင်ဆယ်ထားတော့ပေါ့နော်။ အဲ့ဒါကိုရေးထားရရှင်โอเคဒီတော့နှစ်ဖက်လုံးကကိုက်နေနေတယ်လို့တော့ပြောလို့ရတာပေါ့เนาะပီတရက်ကလည်းဒီတညောင်စခန်းဟာငလင်ဒေတာမှာရှိနေအောင်ဟုတ်တဲ့အတွက်ထိုးစစ်စင်တာမှန်တယ်ဆိုရင်တက်မတော်ကဒီထိုးစစ်လာလောက်တဲ့အတွက်ပြန်ပြီးတိုက်ခိုက်တာလည်းမှန်မယ်ရှင်မိဘပြည်သူတွေအမှန်တရားဆိုတော့ရမ်းကြိုက်တယ်မလားအမှန်တရားကိုတယောက်တည်းရှိရမှာမဟုတ်ဘူးရှင်နေရာတိုင်းမှာရှိရဲဆိုတော့မမေ့ဖို့လည်းလိုပါတယ်เนาะပီတရက်လှုပ်ဆောင်ချက်ကမှန်တယ်ဆိုတက်မတော်လှုပ်ဆောင်ချက်ကလည်းမှန်တယ်ရှင် ဒါလေးကိုအရင်ဆုံးနံပါတ်1ကျွန်မပြောပြခြင်းနဲ့ခိတက်ကရေးထားတဲ့တဲ့လေးကိုကျွန်မဆက်ပြီးတော့ဖတ်ပြမယ်ရှင်အဆိုပါတက်ခိုင်းမှုကိုတဲ့ပါဝင်တဲ့အဖွဲ့ရေးကိုခေါ်ပြထားတယ်ဗမာတက်တော်အမှတ်3စစ်ဦးစီးကုကေမှုကနေပြီးတော့ဦးစီးရဲပြီးတော့ဗမာတက်တော်တန်ရင်909ပောက်တောင်ပိုင်းကျမ်းမာရေးနဲ့တူနာပြုတ်တက်ဖွဲ့ဒေါင်းစစ်အောင်လုကေပီတီရဲ့မင်းဘူးခရိုင်အမှတ်1တန်ရင်ကံကောခရိုင်ပူပေါင်းတက်ဖွဲ့စလင်းမြို့နယ်ပကဖတက်ဖွဲ့စိတ်ဖြူမြို့နယ်ပကဖတက်ဖွဲ့မကွေးတိုင်းဒရုံးလက်ယုံတက်ဖွဲ့မင်းဘူးခရိုင်လက်ယုံတက်ဖွဲ့တွေကနေပြီးတော့ပူပေါင်းတိုက်ပွဲဝင်ခြေပုံးခဲ့တယ် ဒီတိုက်ခိုက်မှုမှာပါဝင်ပတ်သက်တဲ့အဖွဲ့စိတ်ဖြူမြို့နယ်ဘာကပါတို့မကွေးတိုင်းဒရုန်းလက်ရုံတပ်ဖွဲ့တို့ဟာသူ့ရဲ့စီမင်းစည်းကမ်းအတိုင်းငလင်ဘေးဒဏ်မတင်တဲ့ဒေသတွေမှာစစ်စင်ရေးလုပ်တဲ့အတွက်တပ်မတော်ကလည်းသူ့ရဲ့စီမင်းစည်းကမ်းအတိုင်းပြည်သူကိုထိခိုက်စေတဲ့သူ့ရဲ့စခန်းတွေကိုထိခိုက်စေတဲ့ရန်သူတွေကိုရန်သူတွေရှိရဲ့နေရာတွေကိုပြန်လည်ခြေမုံတာလည်းအမှန်တရားပဲရှင်မှန်လားကျွန်မပြောတာသေချာလေးစဉ်းစားကြည့်မရှိရင်နှာခေါက်ပြန်ပြီးနားထောင်ကြည့်ရှင်ပြစ်စင်ရရှင်းရှင်းလေးပဲလေဟုတ်တယ်မလား ်လာတိုက်တယ်ပြန်တိုက်တယ်အဲ့နှစ်ခုလုံးမှန်တယ်ဆိုရင်ဘာလို့တစ်ဖက်တည်းကမှန်မှာလဲနှစ်ဖက်လုံးမှန်တယ်လေနှစ်ခုလုံးကသူတို့ရဲ့ထုတ်ပြန်ချက်နဲ့ညီညာနေတာပဲလေဟုတ်တယ်မပီတက်ကလည်းသူထုတ်ပြန်ချက်နဲ့သူညီညာအောင်တိုက်ပွဲဆင်တယ်ဆိုရင်တက်မတော်ကလည်းသူထုတ်ပြန်ချက်နဲ့သူညီညာအောင်သူကာကွယ်တာပဲလေဒါကိုတက်မတော်ပဲမှားတယ်လို့ပြောမယ်ဆိုရင်မိဘပြည်သူတွေအုံနောက်ကတစ်ချမ်းမဲ့လှုပ်လှုပ်တာချင်းအလားအုံတော့တချမ်းမဲ့လုံးလုံးလုံးတစ်ဖက်သေးပဲမြင်နေရလို့ကျမတို့သုံးသက်ချင်တယ်ရှင့်အရေးကြီးဆုံး point တစ်ခုကျန်သေးရဲ့အဲ့ခစ်တကရေးထားတာဘလောက်တုံးလဲဆိုလေဒီလားတရင်ရေးတာတော့မပညာသားမပါတာပြောပါလေ ်သူရေးထားတယ်ကျွန်မပြမယ်ဒါသူရေးထားတဲ့တင်တပ်ပေါင်းစုအောင်မြင်စွာပေါ့နော်တိုက်ပွဲဖြစ်ပြီးတော့ပေါ့ပဲဒီတပ်ပေါင်းစုတွေအောင်မြင်စွာပြန်လဲထွက်ခွာပြီးနောက်တညောင်တန်အားခွဲယုံအနီးတစ်ဝိုက်ရှိဤသူများနေထိုင်ရာကျေးရွာများသို့မကွေးလေတမှကြောက်ဖိုက်တာများဖြင့်စိတ်ချင်းထက်မလဲပုံကျဲတိုက်ခိုက်ခဲ့သဖြင့်ကျေးရွာများပျက်စီးပြီးပြည်မဲ့ပြည်သူများထိခိုက်ဒိဆုံးမှုရှိကြောင်းသိရှိရပါသည်တဲ့ဆိုတော့သူရေးထားတဲ့တဲ့င်းမှာကတိုက်ပွဲဖြစ်ပြီးအောင်မြင်စွာပြန်လဲထွက်ခွာပြီးနောက်လေကြောင်းတိုက်ခိုက်မှုဆိုတော့တိုက်ပွဲဖြစ်တာအရှင်လေကြောင်းနဲ့တိုက်တာနောက်မှာ ဟုတ်တယ်နော်ဒီတော့ကျွန်မအရှိရပြောခဲ့တဲ့အမှန်တရားတွေအလုံးချိတ်ဆက်လိုက်မယ်ဆိုရင်တက်မတော်ကလေချောင်းတိုက်ခတ်မှုလောက်တာမှားလားရှင့်ဒီတော့ကျွန်မတို့လှည့်ပတ်ပြီးစဉ်းစားကြည့်လိုက်အောင်ဒီဖြစ်စဉ်လေးကိုနော်ပီတက်တွေကငလင်တန်းတဲ့နဲ့ဒေတာမဟုတ်တဲ့နေရာတွေမှာဒိုးစစ်စဲမယ်ဆိုကိစ္စမှန်တယ်လို့မိဘသူတွေလက်ခံတယ်ဆိုရင်တက်မတော်ကပြန်ပြီးလေချောင်းပြစ်ခတ်တိုက်ခိုက်တာလည်းမှန်တယ်ရှင့်တက်မတော်ကလေချောင်းပြစ်ခတ်တိုက်ခိုက်တာမှားတယ်လို့သတ်မှတ်မယ်ဆိုရင်ပီတက်တွေကအခုချိန်မှာဒိုးစစ်လောက်တာလည်းမှားတယ်ရှင့်မိဘပြည်သူတွေအဲ့လိုမြင်မြတ်တာစဉ်းစားတတ်ဖို့လိုတယ်ငတုံးမိတရားတွေကဒီလောက်ထိ ပေါ့နော်သတင်းတွေကိုကြိုးကြောင်ရေးပြီးတော့သူတို့ဘက်ကဆက်ဆံရေးတိုက်ခိုက်လို့တပ်မတော်ကလေကြောင်းတိုက်ခိုက်မှုလုပ်ပါတယ်ဆိုတဲ့ဟာကိုကိုယ့်ကိုယ်ပွင့်မြင်အောင်ရေးထားတာမှမိဘပြည်သူတို့မမြင်ဘူးဆိုရင်မိဘပြည်သူတို့သတင်းကိုဖတ်တဲ့နေရာမှာအင်မတန်အားနည်းတယ်လို့ကျွန်တော်သတ်မှတ်ပါတယ်ရှင့်အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်မိဘပြည်သူများတို့အမြင်နဲ့လိန်ခံနေရမှာပဲသတင်းတွေကနေပြီးတော့မိဘပြည်သူများကိုကျွန်မကတင်ဆက်တဲ့အပိုင်းလေးကသတင်းတပုတ်ပေါ်မှာမှားလားမှားလားနဲ့မိဘပြည်သူတို့ရှင်နဲ့အတကိုကိုယ့်ပေတန်းနဲ့ကိုတိုင်းကြည့်ဖို့အတွက်ကိုကျွန်မပြောပြပေးရပဲရှိသေးရဲ့ရှင့်အဲ့တညောင်တအားပိတ်ဆက်ရုံဆိုတဲ့အကြောင်းကျွန်မ ်ဒေတာမပေးရသေးဘူးလားအဲ့ဒေတာကိုကျွန်မခုပေးမယ်ရှင်တညောင်ဓာတ်အားပေးဆက်ရုံဆိုတာကသူက132 kV တညောင်ပင်မဓာတ်အားခွဲရုံကိုခေါ်တယ်ရှင်အဲ့ဒီဓာတ်အားခွဲရုံကနေပြီးတော့ဓာတ်အားလက်ခံပုတ်လို့ဖြန့်ပြီးတဲ့ဓာတ်အားလိုင်းတွေအားဆိုရင်132 kV ဓာတ်အားလိုင်းတွေပါဝင်တယ်မုန်းဓာတ်အားလိုင်း6ဓာတ်အားလိုင်း66 kV ဓာတ်အားလိုင်းတွေထဲမှာဆိုရင်ကပ္ပဆ21ဓာတ်အားလိုင်းကပ္ပဆ22ဓာတ်အားလိုင်းတညောင်နှက်စစ်မြည်ရတင်ဓာတ်အားလိုင်းစိတ်ဖြူဓာတ်အားလိုင်းလောင်းရှည်ဓာတ်အားလိုင်းကပ္ပဆာဆက်ရုံမျိုးပဲတီးတံပေးရတာအားလိုက်မဟုတ်ဘူးရှင်။ဤသူတွေအတွက်ကိုပါပေးရတာအားလိုက် မကွေးတိုင်းတစ်ခုလုံးမှာဒီတာအားလိုက်ရန်နေပြီးတော့ဖြန့်ဖြူးပေးနေတာရှင့်ပြီးတော့ဒီကောင်တွေကစစ်တပ်ရဲ့ကပ္ပဆာဆက်ယုံတွေကိုတီးသန့်ပေးတဲ့ဓာအားခွဲယုံကိုတက်ခိုက်လိုက်လို့ပုံစံရေးတာဟာအဲ့တဲ့လည်းမှန်ကန်ပါရဲ့လားအဲ့ထုတ်ပြန်စရာမှန်ကန်တယ်လို့ထင်ပါသလားရှင့်ကျမောင်းနိုင်ငံဓာအားပေးဆက်ယုံတွေကဘယ်ဒေတာဘယ်ဒေတာတွေကိုပေးပါတယ်ဆိုတော့မိဘပြည်သူများလည်းလေ့လာလို့ရတယ်ရှင့်တိလားနိုင်ငံတော်ဓာအားတွေကိုဒီ website တွေမှာတည်တည်ချာခုခုရင်ပြောပြထားပြီးသားအဲ့ဒီမှာသွားပြီးဖတ်ကြည့် နော်တညောင်တအားပေးဆက်ယုံဆိုတာကတညောင်ကြီးရောအောက်စုဇလင်းမြို့မင်းဘူးခရိုင်မကွေးတိုင်းဒေသကြီးမှာရှိတဲ့တအားပေးဆက်ယုံအဲ့ဒီဆက်ယုံကနေဘယ်ဒေသတွေကိုလက်ဆင့်ပြီးပေးနေရလဲဆိုတာမိဘပြည်သူများကိုယ်တိုင်လေ့လာလို့ရတယ်ရှင်ကျွန်တော်တို့မိဘပြည်သူများလိန်လို့မရဘူးသိလားဒီကောင်တွေကဒါအဆက်မရှိလိန်နေတာကျွန်တော်တို့မလိန်ဘူးရှင်ကမင်းတလောက်စားဖို့အတွက်မူတာပါလားကျွန်တော်တို့မကျူးလုံမတန်ဘူးရှင်ဒီလားသူတို့အတွက်တန်တယ်မယ်ကျမတို့အတွက်မတန်ဘူးအတက်ကျမအမှန်တိုင်းပဲပြောပြရုံနာမယုံနာလက္ခဏာမလက္ခဏာမိဖတ်ပြီဆိုအပိုင်းမယ် မယုံလို့ရှိရင်အဲ့ဒီတအားခွဲယုံတွေကဘယ်နေရာတွေဘယ်နေရာတွေပေးတယ်ဆိုတာမိဘကလူကွန်သွားလေလာလိုက်လေအခုတော့ဘာဖြစ်လဲဒီကောင်ကြီးရဲ့အုံနောက်နဲမှုကြောင့်ကပ္ပဆဆက်ယုံတွေကိုပေးတဲ့တအားခွဲယုံမှာဆိုပြီးတော့ခွဲလိုက်တယ်ဒီတော့ဘာဖြစ်လဲမကွေးတိုင်းတိုင်းလုံးကိုဖြန့်ဝင်နေတဲ့တအားခွဲယုံတွေကတခုဟာပျက်စီးသွားကြရပြီဖြစ်တဲ့အတွက်မိဘပြည်သူများပေါင်မိုက်သောညတွေကိုရှင်းဆိုင်ရမှာပေါ့ရှင်လက်ဆင့်ပြီးတဲ့လုံလောက်ခြင်းမရှိတော့ဘူးပေါ့အဲ့တော့ဘာဖြစ်လဲဆေးယုံတွေဒုက္ခရောက်မယ်ပြည်သူတွေဒုက္ခရောက်မယ်နောက်ဆုံးဘသူဒုက္ခရောက်တာလဲရှင်သူတို့ပြောသလိုပေါ့ရှင်ကပ္ပဆဆက်ယုံကြီး ရက်တန်သွားပြီလားကျမပြောတာမရက်တန်ဘူးလေဟုတ်စစ်ဘက်ဆိုင်ရာအစာအုပ်တွေကအဲ့လိုမျိုးရက်တန်တက်တဲ့အမျိုးမဟုတ်ဘူးရှင်သူ့ဟာသူက plan b plan c plan z တိထားထားပြီးသားတခါလေးကြာရင်သူများကိုလှုပ်ချင်စောနဲ့ပြည်သူတွေကကြားတယ်ကခံရတာရှင်အေး PDF တွေညံနေတာညံနေတာအဲ့ဒီညံနေတဲ့တရေတွေကိုငွေးခဲ့တာဘယ်သူလဲရှင်ကျမအဲ့လိုပြောလို့ရှိရင်ဒီဘပြည်သူတွေအဖြစ်တန်ကိုဖြစ်မှာဆိုလို့မပြောတော့ပါဘူးရှင်နော်ဒီတော့ဒီကောင်ကြီးကတော့နောက်ဆိုရင်ဒီလိုပဲဒါအပိဆက်ယုံတွေကို ဟိုကပ္ပစာကိုပေးတယ်ဆိုပြီးတော့ရှောက်ပြောတယ်ရှောက်ပြောပြီးဖြည့်စည်းအောင်မယ်ဖြည့်စည်းလို့ရှင်မဖြစ်လဲကျမတို့ကမှောင်မိုက်တော့ညပေါင်းကြောင်များစွာကိုဖြတ်တန်းရအောင်မယ်ဒါပါပဲရှင်ဇလန်ဒါပဲဘာမှတူးကြမရှိဘူးဒီလားဟိုကျမတို့ပြင်းပြတတနဲ့ရိုးရှင်းမဲ့တင်ဆက်ပေးတာတချို့ရင်နားမရှိဖြစ်သွားတယ်ဆိုကျမတတွေကအစနဲ့ပြန်နားထောင်ရှင်တချို့ကရှင်းလာအောင်မှရှုပ်နေရလို့ရှိလို့လေအစကပြန်နားထောင်နော်ကိုကအမှန်တရားဆိုရင်တစ်ဖက်တည်းမှန်နေလို့မရဘူးရှင်ဒီလားသူများမှလည်းသူများအမှန်တရားရှိတယ်ကျမတို့ကစဉ်းစားပေးတဲ့လူဆိုတာလေ မြဲမှတ်တာစစ်ပွဲဆိုတာဖြစ်လေအမှန်တရားနှစ်ခုထိတ်တိုက်ရင်ဆိုင်ကြလို့ဖြစ်ကြတာရှင်ဒါကြောင့်ကျွန်မတို့ကတိတ်ပြီးတော့အရန်ကြီးတွေစွကြည့်ရင်မှန်နေကြတယ်လို့ပြောတာရှင်နော်တိတ်စွတ်တယ်မှန်နေလို့ရှင်စစ်ပွဲတွေကရှေ့ကြောင်းမှာဒီတော့အမှန်တရားအမှန်တရားပဲလေပျက်စီးဆုံးရှုံးမှုကပျက်စီးဆုံးရှုံးမှုပဲလေခံနိုင်လို့ကြပေါ့အရန်မှန်တယ်မလားဆက်လို့ကြငါတို့အရန်မှန်တယ်မလေးအယူကြီးမှန်လုံးလို့ PT ကမှန်လုံးလို့ဆက်လို့ရတယ်ဒါမဲ့ဘာဖြစ်လဲစစ်ပွဲတွေမပြီးဘူးလေမပြီးလို့ရှင်စက်ခံလိထားပဲရှိရမှန်လေခံရလေပဲ เนาะအဲ့ဒါမှန်မှန်ခက်ခန်ပဲအဲ့ဒါရှင်းတယ်အဲ့တော့စကားကတော့ပြောစရာမရှိတော့ဘူးဒီမှာကတော့เนาะတင်ဆက်ပေးစရာရှိရတော့တာဝန်ကြီးတာဝန်ကြီးတစ်ထက်ကြည့်အောင်ကျွန်မတင်ဆက်ပေးပြီးပြီကျန်တာစဉ်းစားသုံးသပ်တာတော့မိဘပြည်သူများပိုင်းတာဖြစ်ပါရှင့်အရင်မှန်တော့တဲ့သူတွေဆိုတော့ကျွန်မတို့ဘောနောနည်းနည်းအဲ့လိုမျိုးအမားလေးတွေရောနေတဲ့လူသားတွေကြတော့ဝင်ရောက်ပြောဆိုတာနည်းနည်းတော့အားငယ်တယ်ရှင့်ဒါကြောင့်ကျွန်မအနေနဲ့ကျွန်တော်လေးရပြောတာဖြစ်ပါတယ်အရင်မှန်တဲ့လူသားတွေအားလုံးစစ်ပွဲတွေကိုအားပေးနေတဲ့ကိစ္စလေးတွေပြန်လဲစဉ်းစားဆင်ခြင်နိုင်ကြပါစေလို့လည်းကျွန်မအနေနဲ့တိုက်တွန်းချင်ပါတယ်ရှင့် မိဘပြည်သူများရှင်ကျွန်မကိုတက်ဆက်ပေးချင်တာလေးကတော့စကိုင်းတိုင်းမှာအကူအညီကယ်ဆယ်ရေးတွေရောက်ရှိမလာသေးတဲ့ဆရာလေးအကြောင်းတချောင်းအောင်ကျွန်မပြောပြချင်တယ်ပေါ့နော်အခြေအနေလေးပေါ့ရှင်အဲ့ဒီအကြောင်းပါဆိုရင်ငလင်တန်ဆိုးဝါးဆိုတာခံစားရပြီးတော့အဆောက်အုံတွေအားလုံးလည်းပြိုကျခဲ့တယ်ပြီးတော့ဒီကုဏီတိုက်တွေလည်းပြိုကျခဲ့ပါရှင့်ဒီဆရာတော်လေးရဲ့ဒီဆရာတော်လေးရဲ့လိပ်စာကပေါ့နော်ဒီကျောင်းလေးရဲ့လိပ်စာဆိုရင်အင်းမြဆရာချောင်းစကိုင်းတတားကိုးပေအစဉ်မရှိခဏအနောက်မုတ်ငိမ့်တီလေးဟိုတယ်မြောက်ဘက်ငါးအိမ်ကျော်မှာဒီကျောင်းတိုက်လေးရှိပါရှင့်ဒီကျောင်းတိုက်လေးမှာဆရာလေး73ပါးတရင်သုံးနေထိုင်ပါတယ်ဒီကျောင်းတော်လေးကိုပေါ့နော် ်ဦးစီးဦးဆောင်ပြုတဲ့ဆရာလေးရဲ့ဘွဲ့နာမည်ကတော့ဒေါ်တီတလဖြစ်ပါရှင့်ဖုန်းနံပါတ်လေးက39963385ဖြစ်ပါရှင့်ကျမဖုန်းနံပါတ်လေးထပ်ပြီးတော့ဖတ်ပြပါမယ်ရှင့်ဆိုရီ09963385ဖြစ်ပါရှင့်ဒီကြောင့်လေးရဲ့ပြည့်စုံမှုလေးတွေကိုတော့ကျမဓာတ်ပုံလေးနဲ့တကွာပြသပါမယ်ရှင့် ီကြောင်းလေးအားဆိုရင်စတင်ပြီးဖြစ်ပွားပြီးခဲ့ရကယ်ဆယ်ရေးတွေနဲ့အခုချိန်ကြီးရောက်ရှိလာခြင်းလည်းမရှိသေးဘူးပေါ့နော်အဓိကတော့ကျွန်မနိုင်ငံရဲ့ငလင်တန်အင်မတန်ဆုံးရှုံးမှုကြီးမားတဲ့အတွက်အရာအလုံးဒီချိန်မှာဖြည့်ဆည်းဖို့တော့ကနိုင်ငံတော်တွေလည်းခက်ခဲနေပါတယ်ဒီတော့ကျွန်တော်တို့အနေနဲ့ဒီလိုမျိုးလေးရှာဖွေပြီးတင်ဆက်ပေးရဲဆိုတာကဒါရက်အလူရှင်လေးရရှိစေခြင်းတဲ့အတွက်ဖြစ်ပါရှင့်ကျွန်မစီရောဒီဖုန်းဆက်ပြီးတော့ပေါ့နော်အကြောင်းကြားလာတဲ့အခါမှာခက်ခဲလေးကြီးကျွန်တော်မေးမြန်းတဲ့အခါမှာတော့လိုအပ်ချက်တွေအများကြီးပါပဲရှင်ဆရာလေးကပြီးတော့စိတ်ပူတာတစ်ခုကဆရာလေးတို့ရဲ့အကြောင်းရဲ့ပုံလေးပေါ့နော် လိပ်စာတွေအသုံးပြုပြီးတော့ဈားတွေကနေအလှူခံသွားမဲ့သူတွေရှိမှာကိုလည်းဆရာလေးကအမတန်စိုးရိမ်နေပါရှက်ကျမတို့ကကျမတို့ကတော့ဗောနော်ဒီတရားဝင်မီဒီယာဖြစ်တဲ့အတွက်ဆရာလေးတို့ကိုအလှူရှင်နဲ့ဓာတ်ရိုက်ချိတ်ဆက်နိုင်မှုအတွက်ဖုန်းနံပါတ်လေးတွေပါထည့်ပြီးတော့ကြင်ညာပေးပါမယ်ဆိုပြီးတော့ကျမအမကချက်ပေးပြီးတော့ကြင်ညာပေးတာဖြစ်ပါရှင်ခက်ခဲနေတဲ့နေရာတွေကတော့အများကြီးပဲဗောနော်ပျက်စီးဆုံးရှုံးတာအများကြီးပဲဒီလိုတက်ပုံတွေယူပြီးတော့အွန်လိုင်းနေပြီးတော့အလှူခံတဲ့ကိစ္စတွေလည်းဖြစ်နေရဲ့ရှင်ဒါလေးကလည်းတော်တော်ဆိုးရပါတယ်เนาะဒီလိုမလုပ်ကြပါနဲ့လို့တောင်းပန်ချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီလိုမျိုးပေါက်ကက်လောက်လိုက်တယ်ဆိုတကယ်ဒုက္ခရောက်တဲ့သူတွေက အလူခံမှုအတွက်လည်းခက်ခဲသွားမှာဖြစ်တယ်လို့မျိုးပေါ့နော်လူတွေကလိန်နာလားအမှန်လားဆိုပြီးတော့ဝေဝါးမှုတွေဖြစ်နိုင်ပါရဲ့ရှက်ဒါကြောင့်ကျမတို့ကတော့ကျမတို့ဆိုသတင်းလေးပေးလိုက်ရင်တေချာလေးဖုံးဆက်သွဲတယ်တေချာတယ်ဆိုတော့မှကျမတို့ကသတင်းလေးအနေနဲ့တင်ဆက်ပေးတာဖြစ်ပါရဲ့ရှက်ဒါကြောင့်ဓာတ်ရိုက်ပေါ့နော်ဓာတ်ရိုက်အလူပြုတ်ခြင်းနဲ့မိဘပြည်သူတွေရှိမယ်ဆိုရင်ဆရာလေးရဲ့ဖုန်းနံပါတ်လေးကိုဒါရိုက်ဆက်သွယ်ပြီးတော့အလှကိစ္စလေးမှာပြုလုပ်နိုင်ပါရဲ့ရှင်။ကိုနိုင်တဲ့လောက်တရားတရားရှိတဲ့လောက်ဒီကျောင်းတော်လေးပေါ်မှာစောက်ရှောက်ပေးနိုင်တဲ့လောက်စွမ်းအားလေးနဲ့စောက်ရှောက်ပေးကြဖို့တော်လည်းကျွန်မတိုက်တွန်းချင်ပါရဲ့ရှင်။ ကျမတို့စီကလည်းဒီလိုမျိုးပေါ့နော်လက်ရှိမှာကယ်ဆယ်ရေးတွေထောက်ပံ့ကူညီမှုတွေတွေလောက်ရှိဖို့အတွက်ခက်ခဲနေတဲ့ကာလလေးမှာအဆင်ပြေစေဖို့အတွက်အလူကံပုံကူတွေနဲ့ချိတ်ဆက်နိုင်ဖို့အတွက်အကူအညီလိုတဲ့ဆိုကျမတို့စီပြေးပို့လာပါရှင့်ကျမတို့ Prime Media ဖုန်းနံပါတ်ဖြစ်တဲ့399 90 319 3963 Viber ကနေပြေးပို့လို့ရပါတယ်ရှင့်ဖုန်းဆက်တယ်ဆိုခါကြလို့ရှင့်ကျမတို့ဖုန်းမကင်မိတဲ့အခြေအနေလေးတွေရှိတဲ့အတွက် Viber ပြေးပို့လာတော့အမှန်ကန်ဆုံးပါပဲရှင့်ကျမတို့နိုင်ငံမှာအခုဆိုရင် ပျက်စီးမှုကများတယ်ပေါ့နော်။ကုညီကေစံတိုင်းနဲ့အပိုင်းကနဲနေရပေါ့။မမျှတဖြစ်နေတာပေါ့။ဒါတော့ကျမတို့ကဓာတ်ပြင်နောက်ထပ်နှစ်ချမ်းကွဲနေတာတခုလည်းရှိသေးတယ်။အလူရှင်တွေကပေါ့နော်။အလူရှင်တွေကနိုင်ငံတော်ကိုယုံတဲ့သူရှိတယ်။နိုင်ငံတော်မယုံတဲ့သူလည်းရှိပြန်တယ်။ငကိုကိုကနိုင်ငံတော်မုန်းငယ်သူကလည်းရှိရဆိုတော့သူကလည်းနိုင်ငံတော်ကနေမလူချင်ဘူး။ Okay ဒါဆိုရတယ်။ကျမတို့ကကြာတော့အားလုံးအစီအပြောင်းလုပ်ပေးမယ်။နော်ကိုကနီနီစိမ့်စိမ့်နိုင်ငံတော်ကြိုက်ကြိုက်မကြိုက်ကြိုက်နိုင်ငံတော်လှူချင်တယ်ဆိုနိုင်ငံတော်ကနေတဆင့်သွားနိုင်ငံတော်ကလည်းလှုပ်ပေးနေရရှိတယ် ဟုတ်တယ်မလားစင်သွားအဲ့လိုမှမဟုတ်ပဲနဲ့ဓာတ်ရိုက်လှူခြင်းလဲဆိုတော့ကျွန်တော်တို့တင်ပြပေးရလေးနားထောင်ပြီးတော့မြေပြင်မှာဓာတ်ရိုက်ချိတ်ဆက်ပြီးတော့လှူဒန်းဖို့အတွက်ကိုကျွန်တော်တိုက်တွန်းချင်ပါရှင့်ဒါဆိုအကုန်စင်ပြေသွားအောင်လေဟုတ်တယ်မလားနိုင်ငံတော်မယုံလို့နိုင်ငံတော်မပေးချင်မပေးနဲ့လေတကယ်ကိုမြေပြင်မှာခက်ခဲနေတဲ့နေရာတွေဓာတ်ရိုက်သွားပြီးလှူပြီးဒီလိုမျိုးလေးဆိုလည်းအစင်ပြေရပဲလို့ကျွန်တော်တို့ကတွေးရရှင့်အဓိကပြည်သူတွေခက်ခဲနေရပြည်လေသွားဖို့ကအဓိကလိုချင်ဆုံးရလက်ပဲသိလားကျန်တဲ့ရလက်တဲ့ကျွန်တော်ဘာမှမလိုချင်ကျွန်တော်လိုချင်တာကအခက်ခဲတွေအများကြီးဖြစ်သွားတဲ့အတွက်ဒီခက်ခဲတွေဒီနေ့နည်း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 ရောကြသွားဖို့ကကျွန်တော်တို့လိုချင်တဲ့ရလက်ပဲ ဲ့တော့ကျမတို့ကတက်ဆက်ပေးမယ်ကျမတို့စီပေးပို့လာပါရှင့်ကိုကหนีလို့စိမ့်လို့ဆိုပြီးတော့ဘာမှစိတ်ထဲမှာတွေးနေကြမလို့ဘူးကျမတို့မီဒီယာသည်ပြည်သူဗဟုပြုမီဒီယာအစိမ့်ဗဟုပြုမီဒီယာလည်းမဟုတ်ဘူးအနီဗဟုပြုမီဒီယာလည်းမဟုတ်ဘူးအဝါဗဟုပြုမီဒီယာလည်းမဟုတ်ဘူးကျမတို့မီဒီယာမှာအရှောင်အစင်းလုံးဝမပါဘူးဒါကြောင့်ကိုကနီနီစိတ်စိတ်ကျမတို့စီအကူညီတောင်းခံလို့ရတယ်တိလားအကူညီတောင်းခံလို့ရတယ်ကျမတို့ကုညီပေးမယ်အတက်နိုင်ဆိုကုညီပေးမယ်တခုတော့ရှိရပါတော့။ဟောကျမ်းပတ်တင်နဲ့ဆက်နွယ်နေတာမျိုးဥပဒေအပြင်ရောက်နေတာမျိုးတော့အဲ့လိုကုညီမျိုးတော့ကျမတို့ပေးလို့မရအောင်ရှင့်။ဒါလေးတော့ကျမတို့စာနာပေးပါ။ ဒါလေးတစ်ခုပဲတောင်းဆိုချင်တယ်ကျွန်တော်အားလုံးကျွန်တော်လုပ်ပေးမယ်အခုချိန်မှာအဓိကဒီဆရာလေးအကြောင်းလေးတွေရှိမယ်ဘုန်းကြီးအကြောင်းတွေရှိမယ်ဟိုစေယုံတွေရှိမယ်ပေါ့နော်အဲ့လိုမျိုးပြက်စီးသွားပြီးတော့နိုင်ငံတော်ကလက်ရှိလာပြီးတော့မကူညီပေးနိုင်သေးဘူးဆိုရင်ကျွန်တော်တို့စီကိုပေးဖို့လာပြီးကျွန်တော်တို့တက်ဆက်ပေးမယ်ဒါရရဲ့အလူရှင်တွေရရှိအောင်ကူညီပေးမယ်ရှင့်ဒါလေးတော့ကျွန်တော်တို့မိဘပြည်သူများအားလုံးသိအောင်ပြောပြချင်တယ်အခုချိန်မှာမိဘပြည်သူများကဘောနော်နိုင်ငံရဲ့အယူဆဘလို့ပဲရှိခဲ့ရှိခဲ့မိဘပြည်သူများအားလုံးကောင်းတဲ့မှာမှတ်ထားပါကျမတို့မိဘပြည်သူများအတွက်ရှိရယ် တည်ရကျမတို့ရှိရင်ဘယ်သူမှမကူနေကျမတို့မျက်နှာမိဘပြည်သူမှမြင်အောင်လိုက်ကျမမျက်နှာကြီးကိုမြင်အောင်လိုက်မြင်အောင်ပြီကျမစီကိုကူညီလာတော့ကျမကူညီပေးမယ်ရှင်တခုတော့ရှိရပါဘူးကူညီတောင်းတဲ့လူကအများကြီးရှိရတော့အလှဲ့ကြလေတော့စောင့်ဆိုင်ပုံပုံလည်းမေတ္တာခံကျင်းပါတယ်နော်ဒါလေးပဲကျမပြောချင်တယ်မိဘပြည်သူများအားလုံးရှိမှာကျမတို့ရှိရင်ဒါလေးပဲကျမ message ပေးချင်တယ် office ကလေးပြောချင်တယ်ဘာကြောင့်အားမငယ်နဲ့ကျမတို့အခုဖြစ်သွားတဲ့အရာကြီးကဆုံးရှုံးမှုအရင်ကြီးရယ်မိဘပြည်သူရှင်ထဲမှာအရင်ကိုပြိုလဲနေမယ်ဆိုတာတည်ရဒါမှမဟုတ်အားမငယ်နဲ့ကျမတို့ရှိရင်ကျမတို့ရှိရင် ဒါလေးပဲရှင်ဒီမှာမှတ်ထားပေးပါအခုညီတောင်းမှာကျမတို့တက်နိုင်ဆုံးကုညီပေးပါမယ်ရှင်ဒါလေးတော့မြေပပြည်သူများအားလုံးအတွက်ကျမထုတ်ထုတ်ပြီးတော့အခက်ခဲလေးပေါ့နော်မြေပပြည်သူများခံစားနေရတဲ့အခက်ခဲလေးကိုမြေပပြည်သူများထံသို့ပဲကျမတင်ဆက်ပေးတာဖြစ်ပါရှင်မြေပပြည်သူများရှင်ကျမခုတင်ဆက်ပေးမှာကတော့ငလင်းနဲ့တော့မသက်ဆိုင်ပါဘူးရှင်စည်ရည်နဲ့နိုင်ငံရေးနဲ့သက်ဆိုင်တဲ့သတင်းလေးပေါ့နော်အဲ့ဒါတော့လာရှိုးက MNDA တွေတဲ့ကိစ္စဝင်ရှင်အခု MNDA ဆိုရင်စုတ်ခွာဖို့တော့ကိုပြင်ဆင်နေကြတာကိုမြေပပြည်သူများသိပါလိမ့်မယ်နော်လာရှိုးမျိုးကလည်းပြန်လဲစုတ်ခွာတော့မှာရှင်ပြစ် ကောင်းပါတယ်ပေါ့နော်ကျမတို့ကောင်းပါတယ်ပေါ့ဒါစစ်တယ်မဖြစ်ပဲနဲ့လို့အေဂျင့်ပြီးတော့လည်းကောင်းတယ်ပေါ့ရှင်အဲ့လိုတွေးပါတယ်တော့ကျမတနေ့လေးတစ်ခုတွေးလိုက်တယ်အဲ့ဒါပါလဲဆိုတော့ဒီ MND ရကနေပြီးတော့ပေါ့နော်သူတို့လှုပ်တဲ့အဲ့လေကိုကန့်တက်ရဲ့သူရဲကောင်းနဲ့အောက်မေ့ပွဲအခမ်းနာတဲ့ဒီလားဟဲ့အခမ်းနာလေးကိုသူကကျင်းပသွားပါတော့အဲ့ဒီအခမ်းနာဆိုရင်တက်တုံညာနဲ့ကိုစစ်စင်ရင်တွေ့မှာတဲ့တိုက်ပွဲမှာကြာဆုံးသွားတဲ့သွဲကောင်းရဲပေါ်လေးအောက်မေ့တန်းတခြင်းအခမ်းနာပေါ့နော်အဲ့မှတ်တပ်တပုံလေးကျမပြပြမယ်ရှင်ရန်လုံးတိုင်းသွဲကောင်းပိတ်မယ်မှာသူတို့ကျင်းပခဲ့တာဖြစ်ပါတယ် မိမပြည်တော်မြင်တဲ့တိုင်မှာပဲအုတ်ကူအရေးအတွက်မနေဘူးရှင်သိလားပြီးတော့ဒီအုတ်ကူတွေဟာဆိုရင်တို့ကိုကန့်လူမျိုး MNDA တွေရဲ့အုတ်ကူတွေရှင်တို့အတွက်တည်တဲ့တို့အတွက်တိုက်ပေးသွားတဲ့ PDF တွေရဲ့အုတ်ကူတွေမပါအောင်ရှင် PDF တွေရဲ့အလောင်းတွေကတသက်အလောင်း10လောင်း15လောင်းစုပြီးတော့မြုပ်ထားတာတသက်ရှိနေတယ်ဒါတွေကြောင့်တို့ကစင်းရင်သွင်းပြီးအုတ်ကူမသွင်းသေးဘူးပေါ့နော်ဒီတော့ဒီတို့ပြောတဲ့တက်တုံများနှစ်ခေါ်စစ်စင်ရေးမှာဒေဆုံးခဲ့ရတဲ့သူတွေပေါ့နော်ဒီတော့ကျမပြောချင်တာကတော့စစ်တိုက်တယ်ဆိုတာကအားလုံးက အချိုးစည်းဘွားအတွက်တိုက်ကြတာလေစစ်ဆိုတာလေအချိုးစည်းဘွားအတွက်တိုက်ကြတာကျွန်မပထမပြောသူအမှန်တရားနှစ်ခုဆိုလို့ရှင်စစ်ဖြစ်တတ်တယ်ဒီတော့သူတို့ကလည်းသူတို့အမှန်တရားနဲ့သူတို့စစ်တိုက်ကြတယ်ပေါ့ရှင်သူတို့မှန်တယ်ပေါ့ဟုတ်ပြီထားပါတော့သူတို့အမှန်တရားသူတို့အမှန်တရားပါလဲဆိုတော့ကိုကံမှာကိုပါအုပ်ချုပ်ခွင့်ရဒေသဆိုတာရှိရဲ့ရှင်2008ခုနှစ်ဖွဲ့စည်းပုတ်အခြေခံဥပဒေအရကိုကံကိုပါအုပ်ချုပ်ခွင့်ရဒေသကရှမ်းပြည်နယ်မှာမြို့နယ်နှစ်ခုရှိအဲ့ဒါပါလဲဆိုတော့လောက်ကန်နဲ့ကုန်းချမ်းနဲ့ဒီတော့သူတို့ဟာဒီလိုမျိုးကိုပါအုပ်ချုပ်ခွင့်ရဒေသထက်ပုံမလိုချင်တဲ့အတွက်ဒီစစ်ပွဲကိုတိုက်တာဟုတ်တယ်နော် ဒီတော့သူတို့စစ်တိုက်ခဲ့တယ်အခုကိုကန့်နေလေတေးကြတယ်ဗီတက်တွေတေးလာတော့စင်းနဲ့မထည့်လာတော့ဘလောက်ဆိုတော့ကျွန်တော်လည်းမတွက်တက်ဘူးပေါ့နော်ဒီတော့တေးကြတယ်ဆိုရင်သူတို့တွေကကိုကန့်လူမျိုးတွေကြားထဲမှာအသက်အိုးအိမ်စီစဉ်ပျက်စီးရတယ်ရှိရယ်အိမ်တွေပြတ်သွားတယ်ရှိရယ်ပေါ့နော်သူတို့ပိတ်ဆက်လိုက်ရတယ်အများကြီးသူတို့ရရှိလိုက်တဲ့အကျိုးမြတ်ကိုကြည့်ရအောင်သူတို့စစ်တိုက်ခဲ့တဲ့အတွက်ဘာအကျိုးမြတ်ရခဲ့လဲဆိုရင်ဘာပြည်နယ်မှာဘာမျိုးနယ်မှာသူတို့ပိုရခဲ့တာမရှိဘူးအခုလာရှိကနေတော့စုတ်ခွာရတော့မယ်သူတို့ရဲ့ငကိုပိုင်ဆိုင်မှုကုန်းချမ်းတဲ့နောက်ကင်အတိုင်းပဲ သူတို့ဆုံးရှုံးမှုအများကြီးကြုံပြီးတဲ့နောက်မှာသူတို့ရဲ့ပိုင်ဆိုင်မှုကကုန်းချက်နဲ့လောက်ကင်နဲ့ရှိတယ်။အလကားအသက်တွေပေးလိုက်ရတာရှင့်။ကြားရတဲ့အလကားအသေးခံနဲ့ PDF တွေကတော့ထည့်သွင်းစဉ်းစားပြောဆိုလို့တော့မတက်တော့ဘူးကျွန်မ။သူတို့ရဲ့နေနာဆုံးရှုံးမှုပေါ့နော်ဘလို့မျိုးစကလုံးနဲ့ပုံဖော်ပေးရမလဲဆိုတာမပြောတတ်တော့ဘူး။သူတို့ရဲ့ဆရာဖြစ်တဲ့ MND တွေတောင်မှလိုချင်တာမရတော့တာသူတို့ဆိုပုစိုးပေါ့ရှင်။ကြွကျွန်မတို့ကတင်ဆက်ရတဲ့မြညာတဖျားပြန်ဆက်ပေးမယ်ရှင့်။မြမတက်မော်မှလည်းဆုံးရှုံးမှုရှိရဲ့။တော့တက်မော်သားရဲ့တက်သိဆုံးတာရှိရဲ။ Okay ဒါဆိုမြမတက်မော်ရဲ့မူလကြီးရွယ်ချက်ကဘာလဲဆိုတော့နိုင်ငံတော်ကာကွယ်ရေး ရိုးတာဝန်အရေးသုံးပါးကိုသူကဥထိပ်ပန်ဆင်လာတာရိုးတာဝန်အရေးသုံးပါးကပြည်တော်စုမပြုတ်ကွဲရေးဆိုတော့ဒီစစ်ပွဲအားလုံးပြီးသွားတဲ့အချိန်မှာအခုပြည်တော်စုပြီးပြုတ်ကွဲသွားလားပြုတ်ကွဲဒါဆိုရင်သူ့ချိန်မှန်းချက်နံပါတ်တက်အောင်ပြင်သွားပြီတိုင်းသားစီလုံးညီညွတ်မှုမပြုတ်ကွဲရေးပြည်တော်စုမပြုတ်ကွဲမှာတော့တိုင်းသားတွေလည်းခွတ်ထွက်လို့မရအောင်လေပြုတ်ကွဲမပြုတ်ကွဲဘူးလေဟုတ်တယ်မလားပြီးတော့မြန်မာတပ်တော်မှာအခုချိန်ကြီးတိုင်းသားပေါင်းစုံတာဝန်ထမ်းဆောင်နေစေဖြစ်တဲ့အတွက်တိုင်းသားတွေစီလုံးညီညွတ်နေပဲဒေတုံးပဲဆိုတာကတက်တေပြကြတဲ့ခုအနေနဲ့ထားလို့ရရရှင့်တက်တော်တွေမှာရခိုင်လူမျိုးတွေအားလုံးလုံထွက်သွားတာရှိလားမရှိဘူး ကချင်လူမျိုးရဲ့အလုံးလုံးထွက်သွားရှိလားမရှိဘူး။တိုင်းသားအလုံးတောင်းထမ်းဆောင်မျိုးမဲ့သူ့ရာထူးနေသူ။ဒါဆိုရင်တိုင်းသားစီလုံးညီညွတ်မှုပြိုကွဲစွာမှန်တရားပဲပေါ့။သူစောက်ထိတ်နိုင်ခဲ့တယ်ဆိုမှန်တရားပဲပေါ့။မြန်မာနိုင်ငံမှာရှိတဲ့တိုင်းသားတွေလည်းကိုပြင်းနေကိုနေကိုပြန်နေတဲ့အခြေအနေတွေဖြစ်သွားတာမဖြစ်ဘူးလေ။အလုံးရောနှောပြီးနေနေတော့မဲ့ဒါဆိုရင်တိုင်းသားစီလုံးညီညွတ်နေတော့မဲ့ပေါ့။အဲ့လိုတွက်ချက်လို့ရရလေ။ဟုတ်တယ်မဒါတက်တေပြချက်တွေအမှန်တရားတွေပဲရှင့်စဉ်းစားတတ်မယ်ဆိုစဉ်းစားလို့ရတဲ့ကိစ္စတွေဟုတ်တယ်နော်ဒီတော့နောက်ဆုံးတစ်ခုဖြစ်တယ်အချုပ်ချာအာနာဒီတဲ့ခိုင်မြေကြီးရအောင်အချုပ်ချာအာနာကျွန်တော်ပျက်စီးသွားလား အပြည့်စည်ဥဖွဲ့စည်းပုံခြေကဥပဒေ2008ထဲကဖွဲ့စည်းပုံခြေကဥပဒေတည်းကအတိုင်းပဲအားလုံးအရင်တိုင်းတည်ရှိနေတော့မယ်ဒီတော့စစ်ပွဲတိုက်ရတာချင်းအတူတူမြန်မာတပ်မတော်ကသူ့ရဲ့ကာကွယ်ရေးတောင်းပန်ကိုသူ့ပြည်ဝထမ်းဆောင်နိုင်ခဲ့ပြီးတော့ဒီဘက်က MNDA တွေကတော့သူတို့လိုချင်တာမရတော့အောင်ရှင်ဒီတော့ဘသူရှုံးတာလဲစဉ်းစားကြည့်ကိုလိုရမဲ့တောင်းကိုကိုပြည်ဝကာကွယ်နိုင်ခဲ့တဲ့သူကနိုင်တာလေရှင်းရှင်းလေးရှင်းအနိုင်ရှုံးအဲ့လိုခွဲရတယ်တိလာဒီတော့အခုဖြစ်စင်မှာ MNDA တွေရှုံးသွားတာသူတို့လိုချင်တာဘာမှမရလိုက်ဘူးငကိုတိုင်းဒုံရေးတိုင်းပဲပြန်သွားတာ တက်မတော်ကတော့သူ့ရဲ့ကာကွယ်ရေးတာဝန်သူပြေဝထမ်းဆောင်နိုင်လိုက်ရတဲ့အတွက်တက်မတော်သားတွေရဲ့ဆုံးရှုံးမှုကနိုင်ငံတော်အတွက်ကိုအကျိုးရှိသွားတယ်။ MND တွေရဲ့ဆုံးရှုံးမှုကသူတို့အတွက်လည်းအကျိုးမရှိဘူးနိုင်ငံတော်အတွက်လည်းအကျိုးမရှိဘူးသူတို့ပြည်သူတွေအတွက်လည်းအကျိုးမရှိဘူးနောက်ဆုံးကိုးကန့်လူမျိုးတွေအတွက်တောင်မှအကျိုးမရှိခဲ့လို့ရှင်ဒီလိုမျိုးစဉ်းစားသုံးသပ်တတ်မယ်ဆိုရင်စစ်ပွဲတွေတိုက်ရတဲ့ရည်ရွယ်ချက်တွေကိုပြန်လည်စဉ်းစားဖို့တော့လိုလာပြီရှင်ကျမပြောသလိုပဲစစ်ကိုဘလို့ပဲတိုက်တိုက်တက်မလို့ကတော့သူ့ကာကွယ်ရေးလုပ်ငန်းစဉ်လုပ်ပါပဲဒီတော့သူ့ကာကွယ်နိုင်နေဆိုသူ့တာဝန်ကျေတာပဲသူ့ဆုံးရှုံးမှုကတန်ဖိုးရှိတာပဲလို့ကျမတို့တွက်လို့ရတယ် ော်ဒီတော့စစ်ပွဲတွေတိုက်တဲ့သူတွေကလိုချင်တာရပြီလားမရသေးဘူးဆိုအဲ့ဒါရှုံးရှုံးနေတာလိုချင်တာရတော့မှနိုင်တယ်လို့ပြောအဲ့တော့ရှုံးတာကအကြိုက်ဆိုမကောင်းလေနိုင်ငံတော်ကဒါလိုက်ပြီးတော့ရှုံးနေရသူတွေအတူတူလေဒါလေးတော့စဉ်းစားဖို့လိုတယ်ကျမအနေနဲ့တခါလေးနမိတ်ဖက်စကားလိုပဲပြောပြောပြောပြလိုက်မယ်ရှင်မြမတက်တော့ဘယ်တော့မှဖြိုချလို့မရအောင်ရှင်မြမနိုင်ငံမှာအဲ့ဒါကိုဒီ9နှစ်တွင်မှာတက်တေပြချက်တွေအများကြီးနဲ့တိတ်ပြီးပြီမို့လားဘာလို့ဆက်ပြီးတော့မိုက်နေအောင်မလဲသူတို့စဉ်းစားတက်သွားဆိုတော့လေနိုင်ငံတော်ကြီးအေးချမ်းတာပါရှင်မစဉ်းစားတက်ဆိုတော့ဆက်မိုက်ကြဖို့ဒါပဲရှိပါလေ เนาะကျွန်မဒါလေးပဲတင်ဆက်ခြင်းလဲဒီနေ့မှာတော့ကျွန်မတင်ဆက်မှုလေးကငလင်အတွက်ဆိုတာထက်နိုင်ငံတော်အတွက်ရှေ့လျှောက်စဉ်းစားမယ့်ကိစ္စလေးတွေကိုကျွန်မပို့ပြီးတော့တင်ဆက်ပေးတာဖြစ်ပါရှင်။ကျွန်မတို့ဒါလေးတွေကိုပဲအခြေခံစဉ်းစားပြီးတော့ကျွန်မတို့နိုင်ငံတော်ဘာလုပ်တယ်လဲဆိုတာလေးကိုစဉ်းစားကြရမယ်။ဒီလိုစဉ်းစားတတ်တော့မှာကျွန်မတို့တိုင်ကြီးအေးချမ်းပါ။အေးချမ်းတဲ့တိုင်ကြီးမနေချင်းပါ။ပြန်စဉ်းစားကြည့်ပါဦး။အေးချမ်းတဲ့အချိန်နေခဲ့ဘူးလားပဲပြန်စဉ်းစားကြည့်ပါဦးရှင်။မပြောဘူးလားအေးချမ်းတွေကိုအေးချမ်းတွေပြန်မလို့ချင်းဘူးလား။လိုချင်တယ်ဆိုနည်းနည်းစဉ်းစားကြတော့အုံနောက်ကိုတုံးကြတော့ဘယ်ဖွဲ့ကိုအားပေးပြီးဘယ်ဖွဲ့ကိုရှုံချမယ်ဆိုတာစဉ်းစားကြတော့ရှင်။ ဒါလေးပဲကျွန်မသတင်းသုံးသပ်ချက်လေးရနေ message လေးပေးခြင်းနဲ့ကျွန်မတို့ media ရဲ့သတင်းသုံးသပ်ချက်လေးတွေကိုအမြဲတမ်းအားပေးတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကြမ်းပါကြပါစေကျွန်တော်တို့စစ်ပွဲကြီးကနေပြီးတော့ရုံထွက်နိုင်တဲ့ပြည်သူတွေဖြစ်ပါစေလို့ကျွန်တော်တို့ brand media မိသားစုမှစုထောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင်